আলাইকুম ওয়া রাহমাতুল্লাহি ওয়া বারাকাতুহ আরা বাংলাদেশর Bangladesh အစိုးရကဖမ်းဆီးထားတဲ့အာရကန်ရိုဟင်ဂျာကေတရီတဲ့အဆာကောက်ဆောင်အတာဦးလာအပါဝင်စေဦးကိုပြန်လွှဲပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းတွေမှာရိုဟင်ဂျာဒုက္ခသည်တရှိုးကတောက်ဆိုနေကြပါတယ် အဲ့ဒီတောက်ဆုနေကြတဲ့ရိုဟင်ဂျာဒုက္ခသည်တွေထိမှဘာသာရေးဆရာတွေအမျိုးသမီးတွေကလေးသငယ်တွေလေးပါဝင်နေကြပြီးတော့တချို့သူတွေကတော့အတင်းအဓမ္မစိတ်ခိုင်းခံနေကြရတာဖြစ်တယ်လို့လေးဆိုကြပါတယ်အဲ့ဒီအာစာအဖွဲ့ဝင်တွေအပါအဝင် အမျိုးသမီးတွေကို နေရနှခုကနေမက်ရှလာစစ်ကူနီရဲ့နေကဘင်္ဂလားဒေ့ရှ်အစိုးရက ဖန်ဆီးရမင်းခဲတာဖြစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးတာကာငွေ23တသိန်းကျော်ကိုလည်းတင်ဆက်ရမိခဲ့ပါတယ်။အာဆာကောက်ဆော့ဟာပါကစ္စတန်နိုင်ငံသားဖြစ်တာမို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တရားဝင်ဝင်ရောက်မှုအကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဲ့ဒီအာစာအပွေးဟာယတိတော်ဘူတိတော်မောင်တို့သုံးမျိုးနေမှာလူသက်အကျန်းဖက်မှုတွေကျူးလည်ထားကြသလိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းလူသက်မှုတွေမုန်းရင်စေဝါမုန်းတွေအပါအဝင်အကျန်းဖက်မှုတွေကျူးလည်ထားကြတာဖြစ်ပါတယ်အဲ့ဒီအာဆာကောက်ဆော့အပါအဝင်ဖန်စီရမိထားသူတွေကိုနိုင်ငံတကာတရားရုံးတွေမှာတရားစီရင်အပြစ်ပေးဖို့တောက်ဆိုနေကြပါတယ်။